Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဆိုတော့ Bilbao နဲ့ Manchester United ဆိုတော့ Manchester United နဲ့ Bilbao တို့ရှင်ပိုင်ကစားမဲ့ပွဲစဉ်တွေပွဲကြို၃ချက်ပေါ့လေပထမအကြိမ်မှာ၃ဂိုးကိုမရှိနေသူတို့ကွင်းမှာအနိုင်ယူထားပြီးသားဆိုတော့ ဒီတစ်ပတ်ကျွန်တော်တို့ဒီဒီမရက်ပြန်မှာရှင်းမင်းကစားမဲ့ဒုတိယကြော့မှာအနိုင်ကစားရင်ကိုရီယူရိုပါလိဘိုလ်လူပွဲကိုတက်နိုင်ဖို့ကျွန်တော်ချိုးပန်းရမယ်ယူရိုပါလိဖိုင်နယ်ကိုတက်ဖို့အတွက်လည်းအတိုင်းတာတစ်ခုတည်းတော့ကျွန်တော်တို့မှာ chance ရှိနေပြီပေါ့လေဆိုတော့ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ဒါပွဲကြိုသုံးသက်ချက်ကျွန်တော်ပြောကြည့်အောင်ပါအားလုံးမမင်္ဂလာပါအသင်းဘက်ကတော့လူစုံတက်ဆုံနဲ့ကစားလာဖို့အတွက် chance အများကြီးရှိနေတယ်ပေါ့လေဆိုတော့ဟိုဘီဘာအိုကပေါ့နော်ကျွန်တော်တို့ဒီနေ့ပွဲမှာ အဲဒန်ယာပြဿနာအနေနဲ့အင်နာဂီဝီလီယမ်စ်နဲ့နီကိုဝီလီယမ်စ်အပြင်ပထမအကြုံမှာတော့လည်းလွဲချော်ခဲ့တဲ့ဆန်းဆက်လည်းမပါနိုင်ဘူးမပါနိုင်ဘူးဆိုတော့ဘီဘာအိုအနေနဲ့သူတို့ရဲ့အားအထရဆုံးကစားသမား၃ယောက်ကိုမန်ချက်စတာယူနိုက်တက်နဲ့အရေးကြီးတဲ့ဒုတိယကြော့လုံးဝကိုလွဲချော်မယ်ပထမအကြုံမှာလည်းသူတို့ကအိမ်ဝင်းမှာ၃ခုပြန်နဲ့ရှုံထားပြီးသားဆိုတော့အနီကက်ထိတဲ့ VVN ကလည်းပါဖို့မရှိဘူးဟွန်းနော် VVN ကလည်းကျွန်တော်ပါဖို့မရှိဘူးလက်ရှိ၃ယောက်ကလည်းထပ်ပြီးတော့လွဲအောင်မယ်ဆိုတော့ မန်ချက်စတာယူနိုက်တက်တို့ရဲ့နောက်တစ်ဆင့်တက်ဖို့ကအခြေအနေအရင်ကောင်းနေပြီဒီပါအိုအတွက်ကလည်းနောက်တစ်ဆင့်တက်အောင်ပြန်ကြိုးပမ်းဖို့ဆိုလို့ရှိရင်သူတို့ဟာဂိုးရီအများကြီးပြန်သွင်းမရမယ်ဆိုတော့ယူနိုက်တက်အနေနဲ့အခွင့်အရေးအများကြီးရှိတယ်ဒီပါအိုအတွက်တော့အခွင့်အရေးနည်းတယ်ပေါ့နော်ဒီပါအိုကကျွန်တော်တို့အနေနဲ့ဒီမတိုင်ခင်ကသူတို့ရီယက်ဆူစီတက်နဲ့ကစားခဲ့တယ်ဂိုးမရှိတည်ကြသွားတယ်အဲ့ဒီပွဲစဉ်မှာအင်နာဂီဝီလီယံကစားတယ်နီကိုဝီလီယံလုံးဝမပါဘူးအဲ့ဒီပွဲစဉ်မှာသူတို့ပေါ့နော်ဂိုးပေါက်ကန်သွင်းမှုတော့၅ချိန်မပြည့်ခဲ့ဘူးဗျာ ဆိုတော့အဲ့ဒီမတိုင်ခင်ကတော့ United ကိုရှုံးနေပေါ့နော်ဆိုတော့အခုလက်ရှိ United နဲ့ကျွန်တော်ရှင်မင်းကစားရမယ်ဆိုတော့ဒါအပြင်သူတို့က Champions League ဝင်ခွင့်ကလည်းဘီဘာဟုကအမှန်တမ်းပြောရင်ဟိုအဆင့်၄မှာရှိနေတာဗျစပိန်ကလည်းဒီယာဒီမှာဟိုဘယ်လိုပြောမလဲ Champions League ဝင်ခွင့်ကို၅သင်းထိဝင်ခွင့်ရမယ်နော် Champions League ကို၅သင်းထိဝင်ခွင့်ရမယ်ဆိုတော့အဆင့်၄နေရာမှာရှိနေတဲ့ဘီဘာဟုအနေနဲ့ Europa League ကလည်းပထမကျော်၃ခုပြည့်နဲ့ရှုံးနေထားပြီးပြီဆိုတော့သူတို့အနေနဲ့ပေါ့နော် Okay Europa League ဖလားရအောင်မှ Champions League ဝင်ခွင့်ရမှာချင်းတူတူငါတို့တော့ La Liga မှာအဆင့်၅အတွင်းဝင်အောင်ကြိုးပမ်းနေတဲ့ Champions League ဝင်ခွင့်ရအောင်ကြိုးပမ်းမယ်ဆိုတဲ့ပုံစံမျိုးသူတို့ဆုံးဖြတ်တာလည်းဖြစ်ကောင်းဖြစ်နိုင်မှာပဲဘာလို့လဲဆိုတော့၅အသင်းဝင်ခွင့်ရမယ့် Champions League နေရာတွေမှာသူတို့ဟာအဆင့်၄နေရာမှာဗျာနော်အဆင့်၅နေရာက Villarreal ကိုလေသူတို့ကဘောနော်ဒီအဲတုံးမှတ်လောက်သူတို့ဖြတ်ထားတယ်နော်ဒါအပြင်အဆင့်၆နေရာက Real Betis ကိုလည်းသူတို့အနေနဲ့ကျွန်တော်၄မှတ်လောက်ဖြတ်ထားတယ်ဆိုတော့အမှတ်ကအများကြီးကွာတဲ့အနေအထားမျိုးမှာရှိမနေဘူးဆိုတော့သူတို့အနေနဲ့ ယူရိုပါလိမ့်မှာကျွန်တော်မျှော်လင့်ချက်မရှိတော့မဲ့အတူတူလာလီဂါမှာပဲအာယုံစိုက်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲနော်ဘာမှကျွန်တော်တရားပေါ်ပြောလို့မရဘူးလေအောက်တော်မလားနော်ဟိုဒီကျွန်တော်ယူရိုပါလိမ့်ဖလားရမယ်ဆိုလို့ရှင်တော့ဒါဖလားလဲရမှာပေါ့ဗျာဒါမှမဟုတ်ဒါချန်ပီယံစ်လိလေဝင်ခွင့်ရမှာပေါ့ဒါမှမဟုတ်တို့အနေနဲ့အဲ့ဒီဇယားကနေချန်ပီယံစ်လိဝင်ခွင့်တိုက်ရိုက်ရနိုင်မယ်အခွင့်အရေးကတို့မှာပိုများနေတယ်အဲ့ဒီတော့သူတို့ကအဲ့ဒါကိုပဲအာယုံဆိုင်ဖို့ကြိုးပမ်းမဲ့နေရမျိုးလို့ကျွန်တော်ယူဆတယ်ဆိုတော့ကိုရီတွက်ကတော့ပရီးမီးယားလိကဘယ်လို့မှမျှော်လင့်ချက်မရှိတဲ့ခြေအနေမျိုးမှာ ယူရိုပါလီကတော့ကျွန်တော်ဘူလူဝဲကိုတက်ဖို့ကြိုးပမ်းမှရမယ်ဖိုင်နယ်မှာလည်းဘူဆွဲမူဆွဲမှကျွန်တော်ရမယ်ဆိုတော့အချိန်ကြီးကတော့ကျွန်တော်သာဟုတ်နေပြီပေါ့နော်ဘီဘာအိုဘက်ကလူတွေပါနေမစုံတာဘာညာနဲ့ဆိုတော့ဒါကတော့လက်ရှိမှာဘီဘာအိုနဲ့ပတ်သက်လို့ပေါ့ဗျာဘီဘာအိုနဲ့ပတ်သက်တဲ့ကစားဟန်ဒီဘာတွေကတော့ကျွန်တော်တို့သိပြီးတော့ပြောဖို့လိုလိမ့်မယ်လို့မထင်ဘူးဘာလို့လဲဆိုတော့ပထမအကြုပ်ကိုကျွန်တော်လောလောလဲလဲကြည့်ထားလို့ပဲပထမအကြုပ်မှာဒီသင်းနေဘလို့ရှိနေတယ်လဲဒီကောင်းနေဘလို့ကစားတယ်လဲဘသူတွေဘလို့အန်ရီများတယ်လဲကျွန်တော်တို့တွေ့ရပြီးသွားပြီဆိုတော့လက်ရှိမှာဆိုလို့ရှိရင် နော်ဒါထူးထူးခြားခြားကြီးကျွန်တော်ပြောဘူးမလို့တော့ဘူးထူးသဖြင့်ကျွန်တော်တို့စိတ်ဝင်တစားစောင့်ကြည့်ရမှာကကိုရီပဲကိုရီမန်ချက်စတာယူနိုက်တက်မှာနီးပြားဖြစ်သူအမ်ဘိုရင်ဘလူးပြင်ဆင်လာမှာလေဟာဟူကောင်ဒီဘက်ကနီကိုဝီလျံတို့ညီနောင်မပါတော့ဘူးဆိုတဲ့အခါကျတော့ငါတို့တွေတချို့ကောင်ဒီမြန်ငါတို့နားပီးခဲ့လိုက်မလားအဲ့ဒါလိုလို့လို့ကျွန်တော်မရဘူးဒါဟာယာနုံးပြီးအာမခံချက်မရှိသေးဘူးနော်ဒီလား final ကိုရောက်ဖို့ကဆိုတော့ကျွန်တော်ယာနုံးပြီးအာမခံချက်ရှိဖို့ဆိုရင်ဒီပွဲပါထပ်နိုင်မှကျွန်တော်ရမှာ ဟုတ်တယ်မလားဘလူးပဲဖြစ်ဖြစ်လေဗျာနော်ပြိုင်ဘက်ကိုဘလူးမှအထင်သွားသေးလို့မရဘူးကျွန်တော်ကပုံမှန်ယာတီဒီလိုမျိုးအိုးထွက်ဖို့ကလုံးဝနော်ခံတက်ကြီးတစ်ခုလို့တောင်းခံနေတာမျိုးကျွန်တော်မဟုတ်ဘူးဒီယာတီမှာသူများတွေကိုအတင်းမှာကိုပြက်တီနိုင်သွားတဲ့ပွဲစဉ်တွေလည်းရှိတာပဲကိုရဲ့အိုးထွက်ဖို့မှာနော်ကိုဒီကိုကျွန်တော်တို့ကကိုပြက်တီမဟုတ်ဘဲနဲ့ကတ်နိုင်သွားတဲ့ပွဲစဉ်တွေလည်းကျွန်တော်ရှိကြတာပဲဆိုတော့ကိုဒီအနေနဲ့ငါတို့တွေအိမ်ကွင်းမှာတက်လွဲလို့လို့မရဘူးသူတို့ဘက်ကသူတို့ဘယ်သူပါပါမပါပါဗျာနော် နီးပြပါပါမပါပါတိုက်စစ်ပါပါမပါပါနီကိုဝီလျံပါပါမပါပါဟင်နာရီဝီကင်ပါပါမပါပါတည်တယ်နော်ရှာရာပူပါပါပါမပါပါဗျာတည်တယ်နော်ကိုရီဘက်ကနိုင်အောင်ကျူးပန်းဖို့အတွက်အကောင်ဆုံးပုံစံမျိုးနဲ့ပြင်ဆင်လာမှကျွန်တော်ရမယ်နော်ဒါကဒီကောင်ဒီပိုင်းနေသူတို့ပါတာမပါတာတယ်နော်ကိုရီအနေနဲ့ injury တွေ risk ယူရမယ်ကစားမတချို့ကကျွန်တော်လွဲရင်ပေါ့နော်ဒါကြောင့်ပွဲထွက်လူစင်ကတော့စိတ်ဝင်စားဖို့ကောင်းပြီးတော့ ဒါအင်ပြီအားပြီကျွန်တော်တို့ပွဲထွက်လာနိုင်မှာကျွန်တော်ရမယ်ဆိုတော့ခံစစ်နေရာကိုကျွန်တော်ကြည့်ရရင်တော့အတိုင်းအတာတစ်ခုဒီဘောနော်ဒါလူပြန်စုံလိမ့်မယ်လို့ကျွန်တော်ထင်တယ်လူပြန်စုံမယ်ဆိုတာတော့ဒီဘယ်လိုပြောမလဲလန်နီယိုရိုရဲ့ဟယ်ရီမကွိုင်းယားရဲ့မာစတာဝီရဲ့ပေါ့လေမာစတာဝီကတော့ကျွန်တော်တို့ဒီပရီးမီးယားလေးမှာကျွန်တော်တို့သူ့ကိုအနားပေးခဲ့တာဟုတ်နော်အနားပေးခဲ့တာဆိုတော့ဒီနေ့ပွဲစဉ်ကမာစတာဝီကိုပြန်ပြီးတော့မြင်ရမယ်မာစတာဝီနေနဲ့ဝင်းဘက်ဆိုတာထက်ဆန်နဘက်မှာပြန်ပြီးတော့မြင်ရလိမ့်မယ်လို့ထင်တယ်လင်နီလော့ဖ်တို့ပါတော့နော် ထက်မကစားနိုင်ဘူးလို့ကျွန်တော်အားမတော့ခံလို့မရဘူး။ဘာလို့လဲဆိုတော့ဟိုဘယ်လိုပြောမလဲဒီလေးက injury ပြဿနာကြုံသွားပြီကိုနော်ဒီလေးက injury ရသွားပြီ။ဒါပေမဲ့လို့ဒီ Lini Love ကျတော့ကျွန်တော်ဘီဘာအုံနဲ့ပထမကြုံမှာတော့မှကျွန်တော်ကထည့်ကစားခဲ့တာ Lini Love ကိုလေ Lini Love ကိုပထမကြုံမှာတော့မှထည့်ကန်ခဲ့တယ်ဆိုတော့ဒုတိယကြုံမှာနေရာမပေးစီရတော့မရှိဘူး။ပထမပိုင်းပဲဖြစ်မလားဒုတိယပိုင်းပဲဖြစ်မလားဒါပဲကြည့်ရမယ်။ သူ့သူ့ကိုလည်းပွဲထုတ်လာနိုင်စွမ်းရှိတယ်ပေါ့နော်အကယ်လို့မြန်မာစတာဘီကိုဝင်းဘက်ကိုပို့ကျင်နေဆိုရင်ပေါ့လေကျွန်တော်ကတော့မာစတာဘီကိုအဲ right center back မှာထားကစားတာကအကောင်းဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကကျွန်တော်နေပါတော့ဒါဝင်းဘတ်ကတော့ left wing back ကတော့ patrick dugu ပေါ့လေအဲသူ့ကိုလည်းအမှန်ကန်နားပေးခဲ့တိုင်းမျိုးကြီးကျွန်တော်ရှိတယ်လူရှောကတော့ကျွန်တော်မထင်ဘူးပေါ့နော်လူရှောကကျွန်တော်ဘုံပေါင်းတဲ့ပွဲမှာတောင်မှ injury ပြဿနာကိုစိတ်ပူလို့ကျွန်တော်လူစားလဲလဲရတဲ့အချိန်မျိုးမှာ ဒီနေ့ပွဲစဉ်မှာပွဲထွက်လာပွဲထွက်ခွင့်ပေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။ကွင်းလယ်နှစ်ယောက်မှာတော့ကျွန်တော်တို့ဒါ Ugarte နဲ့ Gasmeru တို့ပေါ့လေ။အကယ်လို့မြန် Ugarte မပါဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါဒီဟိုဟာဖြစ်ကောင်းဖြစ်မှာပေါ့ Bruno Fernandes ဖြစ်ကောင်းဖြစ်မှာပေါ့နော်။ခဏလေးပြီးခဲ့တဲ့ပွဲမှာ Ugarte ပွဲအပြည့်ကစားခဲ့လာကျွန်တော်ဘုံမောင်းတဲ့ပွဲမှာဘုံမောင်းတဲ့ပွဲမှာ Ugarte ဘုံမောင်းတဲ့ပွဲမှာကျွန်တော်တို့မကစားခဲ့ဘူးပြေနော်။ဟိုဘုံမောင်းတဲ့ပွဲက no 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 ကျွန်တော်ကဏဘုံမောင်းနေတာ။ဒါ EV 29မဟုတ်သေးပါဘူး။ နော်ကူရီကန်နာဟိုတနေ့ကဘာနဲ့တုန်းခဏလေးနော်ကူရီကန်နာဘရန်ဖိုးနဲ့ပြောတာ sorry ဘရန်ဖိုးနဲ့မှာကျွန်တော်တို့ဥကာတီကဥကာတီကဥကာတီလည်းမိနစ်90အပြည့်ကစားတယ်ကိုဝီမင်းနူးလည်းမိနစ်90အပြည့်ကစားတယ်ဆိုတော့ဒီနေ့ပွဲမှာဘရူနိုဖာနန်ဒက်စ်နဲ့ကျွန်တော်တို့ဒါဒီဥကာမပါလေကက်ဆမဲရူဆိုပြီးတော့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လို့ကျွန်တော်မထင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကက်ဆမဲရူဒီ ပွဲချိန်ပြီးကစားမယ့်ကစားမဥကာတီကိုကျွန်တော်ဒုတိယပိုင်းမှာလဲမဲ့သူဆိုတော့ main new နဲ့ဥကာတီကိုဒီနေ့ပွဲမှာအလဲအပြောင်းလုပ်သုံးနိုင်မယ်လို့ထင်တယ်ဆိုတော့ပွဲထွက်ခွင့်ဒီဥကာတီကစားလာမှာပဲဂျားထဲမှာလည်းကျွန်တော်အနေနဲ့နားရက်က3ရက်လောက်ရှိတယ်ဆိုတော့ recover ပြန်လုံနိုင်ရင်ပေါ့နော်အဲကြောင့်လက်ရှိမှာဥကာတီနဲ့ကက်စမဲရုကိုကျွန်တော်တွေ့ရပြီးတော့ right wing backs နေရာမှာတော့အာမတ်ဒီယာလို့ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ဒီ brandford နဲ့ပွဲမှာနော် brandford နဲ့ပွဲမှာဒုတိယပိုင်းတပိုင်းလုံးဝင်ကစားတဲ့တကူးသွင်းတယ် အမတ်ကအခြေအနေကောင်းနေပြီကျွန်တော်မြင်ချင်တဲ့ပုံစံမျိုးကျွန်တော်မြင်နေရပြီတကူလို့ရှိတာဘော်ဒီဟာငါတို့ကတော့3စီဖြစ်ပြီးသားမို့လို့เนาะအမတ်ကိုဒုတိယပိုင်းကျမှပဲလိုအပ်မှပဲငါတို့ထည့်တော့မယ်เนาะဟိုဒီထက်ပို့ပြီးတော့ဒီလစ်တိုးဘာလို့လိုမျိုးစူးစူးဝါးဝါးတွေမကြုံရအောင်လို့ရှောင်ကျင်နေဆိုလို့ရှင်တော့ Lindelof ကို right center back နေရာထားပြီးတော့ Masterby ကို Ahmed Diallo နေရာထားဆော့ဒါပဲဒီဟာပဲကျွန်တော်တို့ရှိတာပဲနော်ရွေးချယ်စရာတော့ရှိတယ်ဗျာနော်နီးပြအမ်မိုရီအနေနဲ့အကောင်းဆုံးဖြစ်အောင်ဆိုလို့ရှင်တော့တည်ကြတယ် Masterby ကို center back နဲ့ ကျွန်တော်တို့ဒီအာမတ်တရားလိုကို win bucks ပဲအဲ့လိုမဟုတ်ဘူးငါကတော့အာမတ်ကိုလုံးဝယင်းဖို့เนาะမရဲဘူးအာမတ်ကိုငါတို့တတိထားကင်တွင်မှရမယ်ဆိုလို့ရှိရင်တော့တေးကြတယ် race ယူကောင်းယူ ਆ ကြလိမ့်မယ် lindelof ကိုနောက်ပြန်ပို့ပြီးတော့ mazdavi ကို win back ဖို့ဒါပဲကျွန်တော်ရှိတာပဲ gen exam တွေ win back ကိုကစားနိုင်ဆိုမရှိဘူးလေအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ lucio ကိုထက် patrick dugu ကို right win back ကို ပို့ဒါမျိုးပဲကျွန်တော်ရှိတာပဲเนาะဆိုတော့ဒါကတော့လက်ရှိမှာဖြစ်နိုင်ကြီးပေါ့လေတိုက်စစ်ကတော့အများကြီးအပြောင်းလဲမရှိဘူးပေါ့လေ Resmel White နဲ့ပဲကျွန်တော်ရှိတယ် Fernandez နဲ့ Garnacho ပဲကျွန်တော်ရှိတယ် Garnacho လဲဟိုတနေ့ကမိနစ်90အပြည့်ကစားခဲ့ရတယ်ဆိုတော့ဒီကြပါတယ်ဒီနေ့ပွဲမှာတော့ကျွန်တော်အနာပေးလိမ့်မယ်လို့ထင်တယ်ဒုတိယပိုင်းနေပါဒီမှာ Garnacho တို့ Ahmed Diallo တို့เนาะကျွန်တော်ဒါဥကာတီတို့ကိုအနာပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒါကတော့လက်ရှိဖြစ်နိုင်ကြီးပွဲထွက်လူစင်ရင်ပေါ့လေကျွန်တော်ကတော့ဗျာဘယ်လိုပြောမလဲအသင်းတွက်ပေါ့နော် ဟိုငါတို့3 zone နဲ့နိုင်ထားတဲ့ဘာညာဆိုတာဒီခဏမေ့လိုက်ပြသေးလားမေ့ပြီးတော့ဒုတိယအကြော်မှာလည်းငါတို့ဒီနိုင်မနိုင်မဖြစ်မယ်ငါတို့ဂိုးသွင်းနိုင်မငါတို့ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့သွားမှာအကယ်လို့ဂိုးသွင်းနိုင်ဖို့မဟုတ်ဘူးဆိုရင်တော့မှရထားပြီးသားဂိုးအကြီးအတွက်ကိုမှတ်မိအောင်ငါတို့ပေးဂိုးတွေမပေးရဘူးလို့လေကိုရီအတင်းကပြာသေးတာနော်စိတ်ပူတာတခြားမဟုတ်ဘူးအာပွဲမစသေးဘူးပွဲပါပွဲစတာနဲ့ပေါ့နော်9မိနစ်မပြည့်သေးဘူးဖေးဖုံးတို့တကူးပြေးလိုက်ရတယ်လို့ဘာလို့ဆိုလို့ရှင်ကိုကောင်တွေကကြောင်ပြောက်သွားမှာ ဒါတွေကအမြဲတမ်းကျွန်တော်တွေ့ရပြီးသားဒါအချိန်ဒီမကောင်းအဲ့လိုဖြစ်လို့ကျွန်တော်မရဘူးပေါ့နော်ဒါကြောင့်ဒီဖက်ဖက်လွဲပါသေးဖက်ပါသေးအဲ့လိုတော့မဖြစ်ပါသေးနဲ့နော်ဖြစ်တော့ဖြစ်လိမ့်မယ်လို့တော့မထင်ပါဘူးဒီလားဒီပွဲကကောင်းကောင်းကူကူကောင်းနေကန်ကြလိမ့်မယ်လို့ထင်ပါတယ်နော်ကောင်းကောင်းကန်ကန်ကန်ကြလိမ့်မယ်လို့ထင်တယ်ဒါကြောင့်အများကြီးတော့ကျွန်တော်မျှော်လင့်ချက်ထားထားတယ် final ကတော့ကျွန်တော်တက်ဖို့များပါတယ်ဦးကောင်းဒီဘက်ကနီကိုဝီလီယန်တို့ဘာတွေလဲမပါဘူးဆိုတော့ပေါ့နော်ကိုဒီဘက်မှာ chance တွေဘာတွေကျွန်တော်မျှော်လင့်ချက်ဒီအများကြီးရှိတယ်နီးပြဖြစ်သူရူဘင်အမိုရင်တို့က Manchester United ရဲ့ကျွန်တော်တို့ကနီးပြဘောကပထမဆုံးအနေနဲ့ ဟုတ်တယ်ယူရိုပါလိဖိုင်နယ်ကိုတက်ရောက်နိုင်ပြီလို့ကျွန်တော်ထင်တယ်။ယူရိုပါလိဖိုင်နယ်ကိုကျွန်တော်တက်ရောက်နိုင်မှလည်းကျွန်တော်ရမယ်။ကျွန်တော်ကချီတလန်းကကျွန်တော်တို့ရောက်နေပြီ။နော်ချီတလန်းကရောက်နေပြီနော်။ဘီဘာအိုကွင်းမှာကျွန်တော်ကဖိုင်နယ်ကစားရမှာ။တချို့ကောင်တွေဆိုဖိုင်နယ်ကမ်းမှာတီးတော့ပြန်တော့မလာကြဘူး။ကိုကောင်တွေကနော်။ဆိုတော့နော်ကျွန်တော်တို့ပြောမလဲ။ဘီဘာအိုကိုကျွန်တော်တို့သွားမှသွားမှဖြစ်မယ်။ဘီဘာအိုကိုသွားမှဖြစ်မယ်နော်။ဆိုတော့လုံးဝဒီပွဲကဖိုင်နယ်ကိုတက်ကိုတက်မှဖြစ်မယ်။ဒီပွဲဖိုင်နယ်တက်ပြီးတော့ဖလားရမှာ ူရီအတွက်ကချန်ပီယံလိဝင်ဝင်နေပါတယ်နဲ့เนาะအဆင်ပြေမှာဝင်ငွေတွေပါတယ်ကเนาะချန်ပီယံလိကနောက်နောက်နောက်နှစ်ကျွန်တော်ကန်လို့ရှစ်ပွဲကန်ပြီဆိုတာနဲ့မြို့ရင်တက်တည်ဖြစ်စေမတက်တည်ဖြစ်စေကျွန်တော်တို့အတွက်ဝင်ငွေကတန်း100လောက်ကခိုင်သွားပြီတန်း90လောက်ကအနည်းဆုံးခိုင်သွားပြီအဲအဲ့လိုမျိုးဆိုတော့ချန်ပီယံလိဝင်ခွင့်ဒီအများကြီးရေးပါတယ်ယူရိုပါလိဖိုင်နယ်မှာပိုဆွဲဖို့ဒီအများကြီးရေးပါတယ်ဖိုင်နယ်ကိုရောက်ဖို့ဒီအများကြီးရေးပါတယ်ဆိုဒီပွဲကပေါ့နော်ကုကောင်နေဖိုင်နယ်ကိုတောက်အောင်ဆွမ်းဆောင်ပေးကြရမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ညီကလေးနေနေရောဘယ်လိုမြင်ကြလဲ ဆွေးနွေးကြပါအောင်ကျွန်တော်တို့ဘေကစားမတွေကိုပွဲထွက်လာတင်တယ်လို့ထင်ကြလဲလက်ရှိဘီဘာဝေးရဲ့ခြေအနေနဲ့ပတ်သက်ပြီးတော့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်